ကဘာပါကတဘာလုံနေရများမင်္ဂလာပါခင်ဗျာဘာမဆမ်းများကနေပြန်လဲကြိုဆိုလိုက်ပါရင်ကျွန်တော်တို့ကဘာမြေကြီးဟာလက်တွေ့ဘဝထက်သိပ္ပံစေကိုရင်ဇလန်းနေတဲမှာပဲရှိနိုင်မဲ့လိုအပ်ချက်တွေကိုအခုထိတိုင်အောင်ဖုံးကွယ်ထားဆဲလို့များတစ်ခါလေခံစားမိပူပါသလားဒီနေ့မှာတော့ကျွန်တော်တို့ဟာတန်မှန်နဲ့မိုးနဲ့မြေလိုအလွန်ကွာခြားတဲ့နေရာဒေသတွေကိုစူးစမ်းလေ့လာကြမှာဖြစ်ပါရင်အဲ့နေရာတွေဟာလူတွေနဲ့အလွန်အနှံ့ဝေးကွာလုံးလို့ပဲဖြစ်ဖြစ်အနေအများလုံးလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လိုအပ်စမ်းချက်မှုတွေနဲ့ဖုံးလွှမ်းနေလို့ပဲဖြစ်ဖြစ် ျွန်တော်ကဘာပြောမှာရှိနေတာမဟုတ်ပဲတခြားဂျိုတကူကအနေအရီလို့တောင်ထင်မှတ်မှားလောက်ပါရင်ရေခဲပြင်တွေအောက်မှာသဘာဝတရားကြီးဝှက်ထားပေးတဲ့ရေခဲပြင်ကဘာတွေကရင်မီးလျံတင်းကြီးကြီးနေရာတွေမှာပေါက်ဖွားလာတဲ့မီးတောင်ကျွန်းတွေအထိဒီထူးခြားဆန်းကျယ်တဲ့နေရာတကူချင်းစီဟာကျွန်တော်တို့သွားရောက်နိုင်တယ်ဒါမှမဟုတ်ရှင်သန်နေထိုင်နိုင်တယ်လို့သတ်မှတ်ထားတဲ့အနေနဲ့တွေကိုကြော်လွန်နေပါရင်ဒါကြောင့်အတွေးရင်ကြောကိုလိုက်ပါစီးမျောမဲ့လူတွေအဖို့ခပတ်တွေကိုတေးချပတ်ထားပြီးစိတ်ကူးစိတ်သန်းတွေကိုလှုပ်တင်လိုက်ကြရအောင်ဘာဖြစ်လဲဆိုတော့မကြခင်ကျွန်တော်တို့ကြုံတွေ့ရမယ့်အရာတွေက ကမ္ဘာကျောပေါ်ထားတဲ့အမြင်တွေကိုလုံလုံလျားလျားပြောင်းလဲသွားစေနိုင်လို့ပါပဲ။နံပါတ်1ဘူဘေးကျွန်းကမ္ဘာအထီးကျန်ဆုံးကျွန်းလူချင်းမင်းတို့ဟာကိုယ့်ကိုယ်ကိုစော်မရှိဘဲမရှိအထီးကျန်တဲ့အထံကြီးဘွားကိုရောက်နေတဲ့ထင်လူသားတွေရဲ့ယဉ်ကျေးမှုနဲ့အလန်းကွာဝေးပြီးတဘာဝတရားကတော့မေးလျော့ထားပုံရတဲ့အမြင်နေရာတစ်ခုကိုစိတ်ကူးယဉ်ကြည့်လိုက်ပါ။အားလေးရှိသွားတာပေါ့။ဒီကျွန်းကတကယ်လည်းအပြင်မှာရှိပါရင်အဲ့ဒါကတော့တောင်အတ္တလန်တိတ်သမုဒ္ဒရာရဲ့တနေရာမှာတည်ရှိနေတဲ့ရေခဲပြင်အတိတ်ဖုံးလွှမ်းနေတဲ့မီးတောင်ကျွန်းလေးဘူဘေးကျွန်းပဲဖြစ်ပါရင် တရားဝင်အားဖြင့်ကမ္ဘာပေါ်မှာအထူးကြံအဆန်ဆုံးကျွန်းဖြင့်အသိမှတ်ပြုခံထားတဲ့ဘူဘေးကျွန်းဟာအနည်းဆုံး9မြူနယ်ကီလိုမီတာ1600ကျော်ကွာဝေးပါတယ်။သူ့ရဲ့ကမ်းခြေတွေကိုရေခဲတောင်တွေပါတဲ့အားအလွန်ပြင်းတဲ့လိုင်းလုံးကြီးတွေကအဆက်မပြတ်ရိုက်ခတ်နေပြီးသူ့ရဲ့ကြောက်ကမ်းမတွေကလည်းပင်လယ်ပြင်ထဲကနေမဆောက်တဲ့အနေထားနဲ့ထိုးထွက်နေတာကြောင့်အလွယ်တကူချင်းကပ်ဖို့မဖြစ်နိုင်ပါဘူး။ကျွန်းကော်လိုနီပါရေခဲမြစ်ရေခဲပင်တွေနဲ့ဖုံးလွှမ်းနေပြီးကျွန်းရဲ့ပဝင်းချင်းဟာရာသီဥတုအလွန်ပြင်းထန်ကြံတန်းလာပါတယ်။လေပြင်းတွေကအဆုံးမရှိတိုက်ခတ်နေပြီးအပူချင်းကလည်းတစ်နှစ်ပတ်လုံးအေးခဲနေတာမျိုးပေါ့။ တရှိနေနေထိုင်မှုတွေဆိုတဲ့အရေးအကြောင်းကတော့ရွှေထက်တောင်မှရှားပါသေးတယ်။ဒီလိုကျုံမျိုးကိုစူးစမ်းလေ့လာခြင်းစဉ်အပြင်နဲ့တော်တော်လေးစွန့်စားရတဲ့သူတည်တီတီရဲ့သူတည်တနာလေ့လာရေးခီးစဉ်နည်းနည်းလောက်ကပဲဒီအန်နေများလာတဲ့ပင်လယ်ခီးလမ်းကြောင်းတွေနဲ့ထီထီထီရှိနေတဲ့အထီးကျန်ဆန်းမှုကိုရင်ဆိုင်ပြီးအဲ့ဒီကျုံပေါ်ကိုရောက်ရှိနိုင်ခဲ့ကြပါတယ်။တိမေပညာရှင်တွေနဲ့စူးစမ်းရှာဖွေသူတွေအတွက်တော့ဘူဘေးကျုံဟာပရဝီဝင်အနေထားရအထူးခြားတဲ့နေရာတစ်ခုမှသာမဟုတ်ပါဘူး။ဒါဟာကမ္ဘာမြေရဲ့အရင်းဆန်ပြီးလူသားထိတွေ့မှုမရှိတဲ့ရှေးဦးနေရာတွေတဲကတစ်ခုလို့သတ်မှတ်ထားကြပါတယ်။ တော်တရားရဲ့အစွမ်းအနေနဲ့အတူတက်ရှိတဲ့လူသားရင်းရဲ့တည်ရှိမှုကိုလုံးဝနေပါဖျောက်ဖျက်ခံထားတဲ့နေရာတစ်ခုလည်းဖြစ်ပါရင်နံပါတ်1ကာကူလန်ကျုံးစုတော်တရားရဲ့မေလျော့ခံရဲတိုက်အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရဲ့အလွန်အလန်းဝေးတဲ့နေရာတစ်ခုမှာမိတောင်ကျုံးတစ်ခုတည်ရှိနေပါရင်အဲဒီကျုံးတွေဟာတော်တော်လေးအထီးကျန်ပြီးလာရောက်လည်ပတ်တဲ့ဧည့်သည်တွေမလာစေချင်လောက်အောင်ကြားတန်းလုံးလာကြောင်းအဖော်မဲကျုံးများဆိုတဲ့ကျောက်ဆရာနာမည်ပြောင်းကိုတော့ရရှိထားပါရင်ဒါကတော့လို့အနှဲငယ်လာကြားဖို့ပြီးတွားရောက်လဲပတ်ဖို့သူကတော့ပိုလို့တောင်ရှားပါတဲ့ကာကူလန်ကျုံးစုပဲဖြစ်ပါတယ် ဒီနှစ်ပတ်လုံးကြမ်းတမ်းပြင်းထန်တဲ့လေပြင်းတွေနဲ့အေးဆက်တဲ့မိုးရေတွေရဲ့ရိုက်ပုတ်တိုက်စားခြင်းကိုခံနေရတဲ့ဒီကျွန်းတွေအောင်ထင်ရှားပေါ်လွင် အသေးပြုတ်လူမခန့်အနေရများတဲ့ကြောက်ခဲမာရင်တဲနဲ့ကန်းချီတွေအရိုင်းဆန်တဲ့မိတောင်ထိတ်တွေနဲ့အမှတ်သားပြုတ်ခြင်းခံထားပါရင်ကျွန်းတွေရဲ့အထူးကြံမှုဟာသဘာဝတက်ခွဲကန်းတစ်ခုကိုဖန်ပြီးပေးထားသလိုဖြစ်လာပြီး အဲဒီကဂေယစနစ်တင်ဟာလူသားတွေရဲ့ဝင်ရောက်ဆွတ်ဖက်မှုလုံးဝနေပါမရှိပဲဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်ထို့ကြောင့်ရင်မျိုးစေးဝင်ငှက်တွေနဲ့အန်ဒဝါတက်ရှိတွေဟာတဘာဝတရားကလာအလုံးစုံအုပ်စိုးထားတဲ့ဒီပအဝင်းချင်းမှာကောင်းစွာရှင်သန်ကြီးထွားကြပါတယ်တိမဲ့ပညာရှင်အနေငယ်နဲ့စွန်သားလူစိတ်တော်တော်ပြင်းပြတဲ့ခီးသွားအနေငယ်လောက်ကပဲကာကူလန်ကျွန်းစီဥတီကြပြီးရှေလျားခက်ခဲတဲ့ခီးကိုစူးစားထွက်ခွာခဲ့ကြပါတယ်အဲဒီနေရာတေဝဝတိုက်ခတ်နေတဲ့လေပြင်းတွေနဲ့တိတ်ဆိတ်၆ကတ်မှုတွေကြားမှာကဘာကြီးရဲ့အဆုံးတစ်ဖက်မှာရက်နေရသလိုမျိုးခံစားမှုကိုအမှန်တကယ်ရရှိနိုင်မှာဖြစ်ပါရင် နံပါတ်3ပွိုင်နီမိုသမုဒ္ဒရာရဲ့အထူးကြံနှလုံးသားကမ္ဘာပေါ်မှာတက်ရှိနေတဲ့အလံဝင်းဆုံးနေရာတစ်ခုဟာတောင်တန်းတစ်ခုကျွန်းတစ်ကျွန်းဒါမှမဟုတ်ဂူတကူမဟုတ်ပဲကျေပြောလာတဲ့ပင်လယ်သမုဒ္ဒရာတွေကကော်ဒီနေအမှတ်တစ်ခုသာဖြစ်နေမယ်ဆိုရင်ဘယ်လိုများရှိမလဲပွိုင်နီမိုလို့လူသိများတဲ့ဒီနေရာဟာတောင်ပစိဖိတ်သမုဒ္ဒရာတွေမှာတည်ရှိပြီးအနည်းဆုံးကုန်းပြင်နဲ့ကီလိုမီတာ2688ကျော်ကွာဝေးပါတယ်ဒါဟာကမ္ဘာမြေတို့ရဲ့ဘယ်အစိပ်ပိုင်းနဲ့မဆိုအဝေးကွာဆုံးနေရာတစ်ခုလို့တကယ်ကိုဆိုနိုင်ပါတယ် မျက်စိတစ်စုံမှာကျိုးနေရောကံယိုးတန်းနေရောလုံးဝမမြင်တွေ့ရပဲပွိုင်းနီမိုဟာအဆုံးမဲ့ရေပြင်ကန္နာကြီးရဲ့အလဲဘို့မှာတည်ရှိနေပါတယ်။သူအနည်းဆုံးမှာရှိတဲ့လူသားတွေဆိုတာကလည်းသင်္ဘောသားတွေတငါတွေတွေမဟုတ်ပဲနိုင်ငံကအာကာသစကန် ISM မှာကမ္ဘာကိုလှည့်ပတ်နေကြတဲ့အာကာသရေမှုတွေဖြစ်နေကြတာများပါတယ်။အထူးဆန်းဆုံးကတော့အဲ့လိုအလန်းဝေးကွာနေပေမဲ့လည်းပွိုင်းနီမိုဟာလူသားတွေရဲ့ကိစ္စရဲ့တွေမှာထူးခြားတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါပဲ။ သူရဲ့အထီးကျန်ဆန်မှုကြောင့်ဒီနေရာကိုအာကာသယာဉ်သင်းချိုင်းအဖြစ်အသုံးချကြပါတယ်။ဆိုလိုတာကတော့တက်တန်းကုံသွားတဲ့ဂျိုရုတွေနဲ့အာကာသယာဉ်အပြင်အစည်းတွေကိုကမ္ဘာလေလိုနဲ့ပြန်လည်ဝင်ရောက်ကြလာဖို့တတ်မှတ်ထားတဲ့နေရာတစ်ခုပေါ့။ဒီအထီးကျန်နေရာလေးဟာကျွန်တော်တို့ရဲ့သမုဒ္ဒရာတွေဘလောက်တောင်ကျယ်ပြောလာတယ်ဆိုတာကိုရောအချင်းနှီးဆုံးလို့ထင်ရတဲ့နေရာတွေမှာတော့လူသားတွေရဲ့ခြေရာလက်ရာတွေဘလောက်ကျန်ရှိနေတယ်ဆိုတာကိုပါပြန်ပြီးစဉ်းစားသုံးသပ်စီပါရင်။နံပါတ်၄ပျောက်ဆုံးနေသောမြောက်နယ်ဖျားမြို့တော်ဟိုလီယန်နိုင်ငံရှေ့ပိုင်းကဘသူမှချင်းမချဘူးသေးတဲ့ဒေါ်နယ်ကြီးတွေမှာ ထို့ထက်ပိမ့်မှောင်နေတဲ့တပ်ပင်တည့်ရက်တွေအောက်မှာနှစ်ပေါင်းများစွာနစ်မြုပ်နေတဲ့ပြောင်းဆုံးနေတဲ့မြို့တော်တခုအကြောင်းဒဏ္ဍာရီပုံပြင်နေရှိခဲ့ပူပါရီ last route blanca မြို့တော်ဖြူသမဟုတ်ပြောင်းဆုံးနေသောမြောက်နယ်ဖျားမြို့တော်လို့လူတီများတဲ့ဒီရှေးဟောင်းမြို့ပြကြီးကိုအချိန်တော်ကြာတဲ့အထိဒဏ္ဍာရီပုံပြင်တခုအဖြစ်သာပယ်ချခဲ့ကြပါရင်ဒါပေမဲ့ခင်မင်းနေပညာတွေကဒီဒဏ္ဍာရီကိုပြန်လည်အသက်ဝင်လာစေခဲ့ပါရင် လေဘော်ကနေအစင်းမြင့် LiDAR scan ဖတ်စနစ်ကိုအသုံးပြုပြီးသူတို့တီတီဟာထူထဲတဲ့တောအုပ်ကြီးရဲ့အောက်ခြေမှာပုံသဏ္ဍာန်ကျတဲ့ဒီဇိုင်းနဲ့အဆောက်အုံတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒီမှာရင်းမြင့်တော်ကြီးနဲ့ Pyramid တွေလက်မအကြီးတွေနဲ့အတူမြို့တစ်ခုအင်္ဂါရဲနဲ့ BPA စုံနဲ့ရင်ချင်းမှုတစ်ခုရှိနေခဲ့တဲ့ဆိုတာကိုညွှန်ပြနေပါတယ်။ဒေဝန်ထားတဲ့မြို့တော်စီတွားရခင်းလန်ဟာဒဏ္ဍာရီပုံပြင်လိုပဲအနေနဲ့ထူပြောလှပါတယ်။မြင်းမျက်နှာအတွင်ပင်ကကြမ်းတက်နေမိုးတက်တော်ကြီးထဲမှာအနေနဲ့ရှိတဲ့ဒေါ်ရိုင်းတလေးဆန်နေတဲ့ပြင်းထန်နေပြီး ်လက်ရှိနီရီစစ်လိုမျိုးယောဂါတွေကလည်းစူးစမ်းရှာဖွေသူတွေကိုချိန်ချောင်းနေပါတယ်ဒီလိုခက်ခဲနေကြတာကပဲရှာဖွေတွင်းရှေ့မှုအသည့်တစ်ခုချီစဉ်တိုင်းဟာကော်လိုနီခေတ်မတိုင်ခင်ကအချင်းအတော်ကြာထွန်းကားခဲ့ပြီးနောက်ပိုင်းမှာလှုပ်ဝက်ဆန်းကျယ်စွာပျောက်ကွယ်သွားခဲ့တဲ့အမီလီယောခံလူအဖွဲ့အစည်းတစ်ခုကိုကျွန်တော်တို့ပိုနားလည်လာစေဖို့တွန်းအားပေးနေပါတယ်နံပါတ်9တောတောင်ဒေါင်လိုက်တီရှိနေတဲ့အေယာမတောင်ကြီးကရီးနားနိုင်ငံဘန်ဖင်ကျွန်းရဲ့အလွန်တရာမအေးခဲပြီးလူသူဝေးကွာတဲ့ဒေါနတ်ထဲက IU8 အမျိုးသားဥယျာဉ်မှာတောတောင်တည်ရှိနေပါတယ် ဒါဟာကမ္ဘာအကြီးအမားဆုံးဒေါလိုက်နေရတဲ့ Granite ကျောင်းတောင်ကြီးတောင်ပါပဲသူ့ရဲ့အနောက်ဘက်မျက်နှာပြင်ဟာမီတာ1250ပေပေါင်း4100ကျော်နေပါထိုးဆိုင်ဆင်းသွားပြီးကမ္ဘာအကြီးကျယ်ဆုံးစိန်ခေါ်မှုတွေကတခုခုကိုရှာဖွေနေကြတဲ့ထိတ်တန်းတောင်တက်သမားတွေအတွက်တန်လိုက်ကျောင်းတစ်ခုလိုဆွဲဆောင်နေပါတယ်ဒီကဲမီတီနဲ့အာတိတ်တောရိုင်းဒေသတွေဝန်းရံထားတာကြောင့်တောတောင်ကိုရောက်ရှိဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူးနေမိုတိုင်းနဲ့ AK လိုမတက်အပူချိန်နေတဲ့ခံမရခဲ့တဲ့ရာသီဥတုကြောင့် ဒီတောင်ကိုတက်တာဟာကမ္ဘာပေါ်မှာအလင်းရဲ့အရှိဆုံးတောင်တက်ခီးစဉ်တွေကတခုဖြစ်လာစေပါတယ်။ဒီခီးကိုအောင်မြင်စွာတွားရောက်နိုင်ခဲ့သူတွေအတွက်တော့မြင်ကွင်းတွေကမမေ့နိုင်စရာပါပဲ။ကမ္ဘာဆွေးအားနဲ့အချိန်ကာလကိုစမ်းကျင်နေတဲ့ဒီကြောင်းနေကြီးဟာရှင်းအောင်ဆွမ်းအားတွေနဲ့ထုစစ်ထားတဲ့သဘာဝဘိတုကပညာရဲ့လက်ရာမြောက်နမူနာတစ်ခုလိုပါပဲ။နံပါတ်6ရိုးစုကန်းကျင်သင်္ဘောပြက်တို့ရဲ့ကန်ယိုရန်နမီးဘီယားနိုင်ငံရဲ့အနောက်မြောက်ပိုင်းကန်ယိုနယ်တစ်လျှောက်မှာကျယ်ပြန့်စွာတည်ရှိနေတဲ့ရိုးစုကမ်းခြင်ဟာကမ္ဘာပေါ်ကခြောက်ခြားစရာအကောင်းဆုံးရှုခင်းနေတဲ့ကတစ်ခုဖြစ်ပါရင် ထိုထဲတဲ့မျိုးကိုရင်ပြင်းထန်တဲ့ပင်လယ်လိုင်းလုံးကြီးတွေနဲ့ခံမှန်းရခဲ့တဲ့ပင်လယ်ရေစီးကြောင်းတွေကြောင့်လူတည်များတဲ့ဒီနေရာကမေမထွက်နိုင်တဲ့သင်္ဘောတွေနဲ့သင်္ဘောသားတွေအတွက်နောက်ဆုံးနားခွေရနေရာဖြစ်ခဲ့ရပြီးတန်ကြီးတက်နေတဲ့သင်္ဘောကိုယ်တွေပြည့်နေတဲ့အယောင်ချွတ်ထားသလိုဖြူဖွဲနေတဲ့ရိုးစုတွေကိုခြံထားရခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာအထူးကြံစံမှုတွေထပ်ပေါ်လာနေရှိနေပါသေးတယ်။ဒီကမ်းခြေဟာကြမ်းတမ်းပြီး၆တွေ့တဲ့ရာသီဥတုနဲ့လာရောညီထွေဖြစ်အောင်နေထိုင်ကြတဲ့ပင်လယ်ဖြန်နေမြေခွေးတွေကနေချင်းသစ်တွေအထိအာအသင့်ပွဲမျိုးစုံသောတောရိုင်းတလိပ်ဆန်တွေကိုထောက်ပံ့ပေးထားပါရင် ကျေပြောလာတဲ့တဲတောင်ကုန်းကြီးတွေပြန်ကျဲနေတဲ့အပြန်စီးတွေနဲ့ပင်လယ်ရေချောင်းဆိုင်ရာဘေးအန္တရာယ်တွေရဲ့လှုပ်ဝက်ဆန်းကျတဲ့အကျဉ်းချံတွေကဆွဲမက်ဖွယ်ကောင်းသလောက်ခြောက်ချားစရာကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးထားပါတယ်။ဒီနေရာကိုခီးသွွာလာကြတဲ့စူးစမ်းရှာဖွေသူတွေဟာရှင်သန်ရေးအတွက်ထူးထူးဆန်းဆန်းပုံမြင်တပုတ်ထဲမှာနေမျောနေတယ်လို့ခန်းစားရမှာဖြစ်ပြီးအဲဒီမှာဒေါ်အားတရားကသာနောက်ဆုံးစကားကိုပြောပြီးတမိုင်းရဲ့ဒစီတွေကတော့ရိုက်ခတ်နေတဲ့လိုင်းလုံးတွေထဲမှာပဲ့တင်ထန်နေပါတယ်။နံပါတ်9မမာတို6တွေ့တောင်ကြားများ အနတိကကြိုက်ရဲ့အင်္ဂါဂျိုအမွာအနတိကကြိုက်ကိုဖြူဝဲအိတ်ခဲနေတဲ့မြေရိုင်းလွင်ပြင်ကြီးအပြင်ခမရုပ်စိတ်ထဲမှာပုံဖော်ထားတာကိုမေးလိုက်ပါတော့ဒီတိုင်ကြည့်ရဲ့အတွင်းပိုင်းမှာကဘာမြေထက်အင်္ဂါဂျိုနဲ့ပိုတူတဲ့ထူးခြား6တွေ့ပြီးရေခဲကင်းမဲ့တဲ့ဒေသတခုတရှိနေပါတယ်အဲ့ဒါကတော့မမာတို့6တွေ့တောင်ကြားများပါပဲဒီနေရာမှာအားလုံးပြင်းတဲ့ကတာဘတ်တလေတွေကနေနေတဲ့အစိုးရတွေကိုတိုက်ခတ်ဖေရှားသွားတာကြောင့်မြေပလာရင်းစားလွာပြင်းနေတဲ့ရှေးဟောင်းကြောင်တော့နေတာကြံရင်ခဲ့ပါတယ် ဘောရင်ချင်းလုံးဝနေပါမရှိပဲအဖူချင်းကလည်းရေခဲမတ်အောင်အများကြီးနေကြနေတာကြောင့်ဒီဝင်ရုံးစွန်းသဲကဏ္ဍဟာကမ္ဘာပေါ်မှာအချောက်အတွက်ဇုံနေရာတွေကတခုပြင်ဆက်လက်တည်ရှိနေပါတယ်ဒီလိုပြင်းထန်တဲ့အခြေအနေတွေကြားမှာတော့အနုစီဝါတက်ရှိတွေဟာဒီနေရာမှာရှင်သန်နိုင်မှုလမ်းရောညီထွေဖြစ်အောင်နေထိုင်ကြပြီးကြောက်တုံးတွေပေါ်မှာတွေ့ကက်နေကြသလိုရေခဲလွှာပေါ်ပါလင်းအောက်မှာလည်းပုံအောင်နေတက်ကြပါတယ် NASA နဲ့တခြားအာကာသအေဂျင်စီတွေကဒီထူးခြားအန်အောပွဲရှုခင်းကိုအင်္ဂါဂျွန်းနဲ့နှိုင်းရှင်လေ့လာစရာနေရာတစ်ခုဖြစ်အသုံးပြုပြီးတခြားဂျွန်းတွေပေါ်မှာတက်ရှိတွေဘယ်လိုတည်ရှိနိုင်မလဲဆိုတာကိုလေ့လာနေကြပါတယ်။ချောင်းသွေးတောင်ကြားများဟာတက်ရှိတွေနေထိုင်နိုင်စွမ်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တည်ထားသမျှအရာအလုံးကိုစိန်ခေါ်နေပြီးကမ္ဘာအကြမ်းတမ်းဆုံးဒေါက်ဆွန်းတွေမှာတော့တက်ရှိတွေရှင်သန်ကြီးထွားနိုင်တယ်ဆိုတာကိုပြသနေပါတယ်။နံပါတ်၈မော်နော့စကီရေခဲကူများနှင်းမြူအောက်ကမီးဖြန် ရုရှားနိုင်ငံကမ်ချပ်ပါကျွန်းဆွယ်ရဲ့အရိုင်းစံတဲ့တဘာဝမီးတောင်မြေပေါ်မှာနုံညံ့တိမ်ဝေပြီးအနေများလှတဲ့လက်ရမြောင်အလှတရားတစ်ခုကိုဖန်ပြီးရက်လုပ်ထားပါရင်မော်နော့စကီမီးတောင်ဟာပြင်းထန်တဲ့မြေအောက်ပူရှင်ကြောင့်ရင်းသက်ရှင်ဘဝဝယ်ရေခဲကူတွဲကြီးဖြစ်ပေါ်လာပါတယ်။အဲဒီရေခဲကူတွေထဲမှာအေးခဲနေတဲ့မျက်နှာကျက်တွေကလည်းအပြာရောင်ခဲရောင်တွေနဲ့ထိန်လင်းနေပြီးတကယ်တကယ်မှာတော့ဒီအယောင်တွေဟာအမင်းအာယုံလှည့်စားမှုတတ်တတ်ပဲဖြစ်နေပါတယ်။ အောက်ခြေကပပွက်ဆူနေတဲ့လေထွက်ပေါက်တွေကနေရေနွေးမွေးတွေတက်နေတယ်လို့ဒီကိုရီဟာမီးတောင်လှုပ်ခတ်မှုတွေအေးပြောင်းကျလာတဲ့ရေစီးချောင်းတွေနဲ့ရေခဲမအပူချိန်တွေကြောင့်အမြဲတမ်းပြောင်းလဲနေတတ်ပါတယ် ကိုတင်းမှာဆိုရင်လည်းချော်ရီစီးကြောင်းနေကြောင်းအမြဲနှွင့်နေတဲ့ကြောင်းနေရနေကနေတလက်လက်တောက်ပနေတဲ့ရေခဲဆက်ခြုံတွေကိုတွေးမြင်နိုင်မှာဖြစ်ပြီးအဲလိုအပူနဲ့အေးဟန်ချမ်းညီမှုဟာတိတ်ကိုခက်ခဲနေနေတဲ့သဘောတရားရဲ့ပုံစံတစ်ပုတ်ပါပဲအဲဒီဒေသရဲ့တက်ကြွတဲ့ငလင်လှုံရှားမှုသဘောကနေခံမန်းရခက်ခဲတဲ့ယာဒီဥရုကြောင့်အတွေ့အကြုံရှိတဲ့လမ်းညွန်တွေနဲ့စိတ်လှုံရှားစရာစုံစမ်းခန့်တွေကိုနှစ်သက်သူတွေအတွက်သာတွားရောက်ခွင့်ကန့်သက်ထားပါရင်ဒါပေမဲ့အဲဒီနေရာကိုရောက်ရှိသွားသူတွေအတွက်ကတော့ဒီအတွေ့အကြုံဟာမိကဘာနဲ့ရေခဲကဘာဆိုတဲ့ကဘာနှစ်ခုကြားကတကားပေါင်းတစ်ခုကိုဖျက်ဆီးသွားရသလိုပါပဲတဲ့ နံပါတ်9ဆိုကိုထရာဂျွန်ကဘာဂျိုသားဥယင်ရေမင်းနိုင်ငံရဲ့ကမ်းလွန်အာရိပြပင်လယ်ထဲမှာတည်ရှိတဲ့ဆိုကိုထရာဂျွန်ကိုကဘာပေါ်မှာဂျိုသားတကောင်ရဲ့ပုံပန်းသွင်ပြင်တဲ့အတူဆုံးနေရာဖြစ်မကြာခဏရည်ညွှန်းတက်ကြပါရင် နေတန်းပေါင်းများစွာထိကျန်နေခဲ့တာကြောင့်တခြားဘယ်နေရာမှာမှမရှိတော့တဲ့ကျေဝါလာတဲ့ခရီးစနစ်တစ်ခုပေါ်ထွန်းလာခဲ့ပါတယ်။ဒီနေရာမှာထီလိုထိပိုင်းနဲ့ငကားသွေးသစ်ပင်တွေကလည်းအနည်းရောအစေးတွေယိုစီးနေပြီးဖောင်းကားနေတဲ့ပန်စီတွေနဲ့ပလင်းပင်တွေကကဘာမြေဆွဲအားကိုဆန့်ကျင်နေတယ်လို့ပါပဲ။အပင်မျိုးစိမ့်အလုံးရဲ့သုံးပုံတစ်ပုံကျော်ကိုတခြားဘယ်နေရာမှာမှမတွေ့နိုင်တော့ပါဘူး။သူ့ရဲ့ရှုခင်းနေရာအမေရိကန်မရှိလေတော့တော့ထုံးကြောက်ကြောက်ကမ်းပါတွေဂိုစနစ်တွေနဲ့ထူးဆန်းအံ့ဖွယ်အပင်တွေပေါင်ခတ်ထားတဲ့ကမ်းခြေတွေနဲ့ပြည့်နေနေပါတယ်။ လေခင်းစင်တဲ့အခြေခံအဆောက်အုံကန့်သတ်ချက်တွေကြောင့်ဆိုကိုထရာကိုတွားရောက်လဲပတ်ဖို့ခက်ခဲပေမဲ့သူ့ရဲ့ကမ်းခြေတွေစီရောက်ရှိသွားသူတွေကတော့တခြားဂျိုတစ်ခုပေါ်ချိန်ချလိုက်ရတယ်လို့ပဲလို့ဖော်ပြထားပါတယ်။ဒါဟာအထီးကျန်မှုကဆင်ခဲပြောင်းလဲမှုကိုဘလို့တွန်းအားပေးတယ်ဆိုတာနဲ့အဲ့လိုအလားတရားတွေဟာခေတ်သစ်ကမ္ဘာမှာဘလောက်တောင်တိမ်ဖွဲ့ပြည့်စည်လွယ်တယ်ဆိုတာကိုထင်ရှားပေါ်လွင်စေတဲ့တက်တွေတစ်ခုပါပဲ။နံပါတ်10ဟော့ကျွန်းနဲ့မက်ဒေါ်နယ်ကျွန်းမြောင်းအော်စတြေးလျရဲ့မီလီယံစကန်ငယ်မြောင်း အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရဲ့မုန်တိုင်းထန်လာတဲ့ရေပြင်မှာကမ္ဘာအဝေးလံဆုံးနဲ့အပြောင်းအလဲအကြမ်းတမ်းဆုံးကျွန်းတွေကနှစ်ခုဖြစ်တဲ့ဟတ်ကျွန်းနဲ့မက်ဒွန်နယ်ကျွန်းများတည်ရှိနေပါတယ်။ဒါတွေကတော့ဩစတြေးလျနိုင်ငံရဲ့အန်တာတိကတိုင်အနီးနယ်မြေတွေပေါ့။လေပြင်းတွေတဝဝတိုက်ခတ်နေပြီးအခုချိန်ကလည်းအလုံးအမင်းကျဆင်းနေကဘစ်ဘန်လိုမျိုးတက်ကြွနေတဲ့မိတောင်တွေကရေခဲလွှတ်နဲ့မြေရိုင်းတွေမြေတွေကြားမှာပေါက်ကွဲနေပါတယ်။ဒီကျွန်းတွေကအလုံးသွားလာရခက်ခဲလို့တော့သူတေတီအနေငယ်လာကိုရိုင်းကိုကြစူးစမ်းနေလာပူပါတယ်။ သူတို့ရဲ့ခွင့်မလွတ်တဲ့သဘောအရှိပေမဲ့ဒီကျုံးတွေဟာပင်ကွင်းပင်လယ်ဖြန်တဲ့ပင်လယ်ငှက်တွေလိုရှားပါးတောင်ရိုင်းဒိဋ္ဌိဆန်တွေအတွက်ခိုးလွန်ရာဖြစ်နေပြီးအဲဒီဒိဋ္ဌိဆန်တွေကလည်းဒီအခြေအနေနဲ့ထူးခြားစွာလက်ရောညှိထွေဖြစ်အောင်နေထိုင်ကြပါရင်ထူးဆန်းတဲ့အလဲအပြောင်းတစ်ခုအနေနဲ့တမဲအသွင်ဆောင်တဲ့ဒီကျုံးတွေဟာကမ္ဘာနိုင်ငံရေးမှာတော့သတင်းကောင်းချီးပိုင်းနေအထိရောက်ခဲ့ပူပါရင်2018ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကဒီနယ်မြေတွေကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်အကောက်ခွန်စီးကျက်ခဲ့ပါရင် ရေစရာဖြစ်တာကတကယ်တမ်းမှာတော့အဲ့မှာလူဆိုလို့ဘယ်သူမှမနေထိုင်သလိုကျွန်းနေကလည်းဘာပို့ကုန်မှမထုတ်တော့ပါဘူး။ဒါကြောင့်ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအန်နစ်ကကမ္ဘာမှာဘယ်နေရာမှမလုံခြုံတော့ဘူးလို့တော့နောက်ပြောင်ပြောဆိုခဲ့ပူပါရင်မတည်ဘူးကောင်းမယ်ဆိုတဲ့လင်းယုံကြီးလိုပေါ့။ဒီထူးခြားဆန်းကျင်တဲ့ခရီးစဉ်မှာကျွန်တော်နဲ့တူလိုက်ပါခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီနေရာတွေကကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာကျွန်တော်တို့မကြာခဏသိမြင်နားလည်ထားတာတက်အများကြီးပို့ပြီးလှုပ်ဝဲဆန်းကျင်နေတယ်။ပို့ပြီးတော့လှပနေတယ်ဆိုတာကိုသတိပေးနေတယ်လို့ပါပဲ။ မီလန်အနေနဲ့ပုံဖော်ထားခဲ့တဲ့မီးတောင်ကျွန်းကြီးပဲဖြစ်ဖြစ်ရေခဲအနေနဲ့ဒစိခတ်ခံထားရတဲ့ဂူတကူပဲဖြစ်ဖြစ်ဖြစ်ဒါမှမဟုတ်ဒနာအီနေထဲမှာနင်းမြုပ်နေသည်ဖြစ်စေနေရာတစ်ခုချင်းစီတိုင်းကကဘာမီကြီးနဲ့ပတ်သက်ပြီးကျွန်တော်တို့တည်ထားတယ်လို့ထင်ရတဲ့အရာတွေကိုစိန်ခေါ်နေပြီးဆက်လက်စူးစမ်းရှာဖွေဖို့ဖိတ်ခေါ်နေပါတယ်ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်